ကဲမင်္ဂလာပါမျိုးတို့ရေတပတ်ပြီးသွားတော့ကျွန်တော်တပတ်စရကြအောင်ပြเนาะအဲ့တော့ကျွန်တော်နေနဲ့ကျန်တဲ့စကားလည်းထွေထူးမပြောတော့ဘူးเนาะကျွန်တော်လည်းအလုပ်လေးရှိနေသေးလို့အဲ့တော့ခွန်ခွန်တင်ကားနေစားပြီးကျွန်တော်20လေးပဲစားလိုက်မယ်เนาะခွန်ခွန်တင်ကားစားမယ်ခွန်ခွန်တင်ကားခွန်ရှိရှိချောက်ခွန်ရှိရှိချောက်လေးခွန်ရှိလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တက်ပါမယ် အဲ့လေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ6ခဲတဲ့ဒီ8ခဲပါ4ပါတဲ့လေးလေးရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်6ခွန်နဲ့6ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်1ခွန်နဲ့1ခွန်မှာလည်းခွန်တစ်လုံးထပ်ထိပြီးတော့အောင်ခဲ့ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ညာရောမနေ့ကော အောင်ခဲ့ပါတယ်။ကဲနောက်တစ်ပြင်တော့တွက်ပါမယ်။2293နေ2293နေ6398နေ6396 5216 5216ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီခွန်ရဲတဲ့ဒီတက်ကေပေါ့8ပါတဲ့8ရဲ့နှစ်ခက်က1တရဲ့ပါဝါ6 8 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ တချောက်တဲ့တချောက်မှာတက်ကဲ6ရက် TV အခွေအနေနဲ့ထွက်သွားပါတယ်8လေး8လေးတဲ့8လေးမှာလည်းကျွန်တော်8တလုံး TV ညာရောမနေ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြောင်းတပါမယ်8952 8952 3926 3926ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ် အဲ့လိုတပမဲတွေ့မဲ့ဆိုရခါကျတော့ဒီ3ရဲ့ဒီနှစ်ကပေါင်းတော့9 9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 9 3 8ဆိုရကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကျတော့3ည2တဲ့မအောင်ပါဘူးဗျာ83ည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 83မှာတော့8တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးလို့ကဲနောက်တစ်ပြင်တော့တပမဲ8 9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  ်6 5 6 8 6 5 7 9 6 5 7 9 6 5 7 9 6 5 7ပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ6ကဲတဲ့ဒီ1ကဲပေါ့9ပါတဲ့9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 961ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့8 8တဲ့မအောင်ပါဘူး1 1 1 1မှာတော့ကျွန်တော်တို့တစ်တလုံးထိပ်ပြီးအောင်းခဲ့ပါတယ်မျိုးတို့ အဲ့နောက်တစ်ပြန်တပမယ်ခွန်ခွန်၄၅ခွန်ခွန်၄၅၄၃၃ညခွန်ခွန်၄၃၃ညခွန်၄၅၁၃၄၅၁၃ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒီကိုကျွန်တော်တို့တပမယ်တွက်မယ်ဆိုတဲ့အခါကျတော့ခွန်ရဲ့၁ကဲပေါင်း၈ရှင်းနှစ်ခက်က1 1ရဲ့ပါဝါ6 8 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ သုံးတသုံးတမှာသုံးတလုံးတတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်6 8 6 8 6မှာ6ရက်8ရက်ထိပ်ပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ညာအောင်မနဲ့ကောထပ်ပြီးအောင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ကဲနောက်တစ်ပင်ကိုတပမင်63945 63945 6689 6689ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒီကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့ခါကျတော့3ညရဲ့ခွန်ရဲ့ပေါင်းခွန်ခွန်ရဲ့နှက်ခတ်က3ည3ညပါဝါ5ခွန်3ည5ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားလဲကြည့်လိုက်ရအောင်3ည4တဲ့3ည4မှာ3ည3လုံးထိပ်ပြီးအောင်ခဲ့ပါတယ်3ခွန်နဲ့3ခွန်ပါလေခွန်2လုံးထိပ်ပြီးညဝမနဲ့ကောထပ်အောင်မြန်ပါလေဗျဒီ20မှာတော့ညမနဲ့ဒီထွက်တာတော်တော်များပါရဲ့เนาะအဲနောက်တစ်ပြန်တွက်ပါမယ်6 2 5 6 ချောင်းနှင်းကိုချောင်းငါငါတိကိုငါငါတိကိုနှစ်ကိုလေးတုံညနှစ်ကိုလေးတုံညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲဒီကိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့၉ရက်၄ရက်ပေါင်း၃၃ရဲ့နှစ်ခက်က၅၅ရဲ့ပါဝါ၃ည၃၅၃ညဆိုတော့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့၃ည၅တဲ့၃ည၅မှာ၃ည၅ရဲ့ TV အခွေအနေနဲ့အောင်သွားပါတယ် လေးခွန်နဲ့လေးခွန်မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျကဲနောက်တစ်ပြုံတွက်ပါမယ်ရှင်း2 6 5 6 2 6 4 5 9 5 3 5 8 2 3 5 8 2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒီကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့9ရဲ့8ကေပေါင်း3 ၃ရက်နှစ်ခက်က၅၅ရက်ပါဝါ၃ည၃၅၃ညပါပဲတဲ့ဒီပင်ပါလေအဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်၃တဲ့နှစ်၃မှာ၃တလုံးထိပြီးအောင်ခဲ့ပါတယ်၈၃၈၃တဲ့၈၃မှာလည်း၃တလုံးပဲထပ်ထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲအဲ့ဒီလိုနော်မှန်နေခဲ့တဲ့ကီးလေးကိုကျွန်တော်တို့ဒီနေ့လာနေ့အတွက်ကျွန်တော်တို့ထုတ်ကြည့်လိုက်အောင် ကိုလေကိုလေခေါငါ6နှစ်တစ်တုံညာတစ်တုံညာတဲ့အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုတွက်ပါမယ်တွက်မယ်ဆိုရခါကြတော့ဒီနှစ်ကဲဒီတစ်ကဲပေါင်းတော့3တော့ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတော့3 9 3ညဆိုတော့ဂီ3လုံး ဲဘေးနားမှာเนาะဆန်ကတူတူလောက်နေလို့ဟိုဗီဒီယိုကခဏခဏရက်ရက်သွားတဲ့အတွက်เนาะဟာလေးဟာဟာသွားရင်လည်းခွင့်လွှတ်ပေးပါဗျာเนาะအဲ့တော့၃၅၃ညဆိုတော့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားကြည့်လိုက်အောင်အဲကီးထိတ်နဲ့စဉ်းစားမယ်เนาะကီးထိတ်နဲ့စဉ်းစားမယ်ဆိုရဲခါကြတော့မနေ့ဖငါအတွက်ကီးထိတ်မနေ့ဖငါအတွက်ကီးထိတ်ကကျွန်တော်တို့ဘာရတယ်ဆိုတဲ့ခါကြတော့ ခွန်နှစ်လေးပါတဲ့နော်ခွန်နှစ်လေးခုနကီယိုယိုကကျွန်တော်တို့353ည353ညအကောင်းကြီးအဲ့ဒါဆိုရင်ကျွန်တော်တို့ကမတူညီတာလေးတွေဖြစ်တဲ့အတွက်သူတို့မျိုးကိုပဲကတ်လိုက်ပါမယ်ခွန်3ခွန်5ခွန်3ညခွန်3ည23 25 25 23ည23ည23 လေးတုံးလေးငါလေးတုံညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါကဏန်းလေးတွေထွက်လာပါတယ်ဒီနေရာမှာကျွန်တော်နည်းနည်းလေးပြောကြရရှိပါတယ်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ oh sorry အဲဒီမှာကျွန်တော်တို့ဒီထိတ်နှစ်ခုတူခဲ့ရင်ကျွန်တော်တို့9တုံညခွန်ထိတ်စီးသည် ဒီနေ့မှာထွက်ထွက်မထွက်ရင်ဒီနေ့မှာထွက်ရမယ်ဆိုတဲ့နေရာမှာဒီနေ့မှာပဲကျွန်တော်တို့ငါးဆောင်ညာ9ထိပ်စီအား9ဆိုပြီးထွက်တယ်အခုလဲတစ်ခါတိ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 လို့တူပြန်ပြီတဲ့နော်တိ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 လို့တူတဲ့အခါမှာငါးဆောင်ညာ9ဆိုတဲ့ထိပ်စီအားဒီတနေ့လာနေ့မှာထွက်ရင်ထွက်မထွက်ရင်အင်္ဂါနေ့မှာထွက်ရမယ်တဲ့အဲ့တော့ခုနကျွန်တော်တို့ဒီမှာရှိနေတဲ့ကီးတွေကသွားပြီးကိုက်ညီတယ်တကယ်လို့ခွန်လို့ဆွဲလိုက်ရင်တော့ကျွန်တော်တို့ဒီကီးထိတ်ကောဟိုကီးထိတ်ကောမှန်ပါလိမ့်မယ်။နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဒီခွန်လုံးမဆွဲဘဲနဲ့3.5လို့ဟာမျိုးကဆွဲခဲ့မယ်ဆိုရင်တော့ ီအီထိတ်ကကျွန်တော်တို့ဟိုကတွဲပါလိမ့်မယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့9300ခွန်ထွက်ပြီးတိုင်းဒီကီးနှစ်ခုကအမြဲတမ်းလုတယ်လုတယ်ဆိုတာဒီကောင်ကထိတ်နှစ်ခုကအမြဲတမ်းလုတယ်ဒီကောင် ထိတ်ထွက်ရင်ဟိုကောင်ကနောက်ကီးထွက်တယ်ဟိုကောင်ကီးထွက်ရင်ဒီကောင်ကထိတ်ထွက်တတ်တယ်ဒါ သဘာဝလေးရှိရယ်နော်ဒါအမျိုးလိုလူကောင်းတွေအကုန်သိပါတယ်တကယ်လို့မှဥပမာမှာကျွန်တော်90ညခွန်ကတင်းနေလာနေမှာမထွက်ဘူးဆိုအင်ကန်နေမှာကျွန်တော်တို့ပို့ပြီးကစားရမယ်ပေါ့နော်ကြဲအဲ့တော့ကျွန်တော်တို့ master key လေးတွေကိုကျွန်တော်ပြောပါမယ် master key လေးတွေကပထမ master key က1 6 9ပါတဲ့နော်ဒုတိယ master key ကတဲ့ကျွန်တော်တို့ခွန်2 3 5ပါတဲ့ကြဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင် ဒီအပေါ်အောက်ပြီးတဲ့ဟာကတော့ကျွန်တော်တို့လုံးဝမရှိဘူးเนาะလုံးဝမရှိဘူးတလုံးမှမရှိဘူးเนาะအပေါ်အောက်ကတော့ကျွန်တော်တို့မပြီးနိုင်ဘူးအဲ့တော့ဒီမှာကျွန်တော်တို့တတိထားမှာကကျွန်တော်တို့ဒီကောင်နှစ်ဒီကောင်နှစ်ခုကတော့သွားတူညီတယ်ဒီကောင်နှစ်ခုကသွားတူညီလို့ကျွန်တော်ဒီအပေါ်နဲ့ကက်ကစားမလားကက်ကစားမယ်ဆိုရင်တော့ဒီဒီဒီနီးတွေကထွက်ထိုးလို့မရဘူးပေါ့နော်ဒါတော့အမျိုးလိုပါမျိုးလိုဆုံးဖြတ်ကျွန်တော်ကတော့ဒီမှာဒီကောင်နဲ့ပဲကတ်ထားတဲ့အတွက်ဒီကောင်နဲ့ကစားမယ်ဆိုရင်ဥပမာဒီကီနီကီနီကီထဲမှာကျွန်တော်တို့ကတကီးတော့ကတ်ညီရမယ်ဆိုရင်လည်းကျွန်တော်တို့ခွန်လိုင်းတွေက အကုန်လုံးကန်ကြီးတယ်နှစ်လိုင်းအကုန်ကန်ကြီးတယ်နော်၄၃၄၅မှာဆိုရင်တော့၄၅နဲ့၄၀ပဲကန့်ညီတယ်၄၃တကွက်မကန့်ညီဘူးเนาะအဲ့တော့ကဲထားလိုက်တော့ဒါကန့်ညီတာတွေတော့တော်များတယ်ပေါ့เนาะဒီမှာဒီကီးနဲ့ပဲသွားကန့်ညီတာအဲ့တော့တကီးဒီကျွန်တော်ဥပမာကိုကျွန်တော်ပြောချင်ပါတယ်တကီးဒီဥပမာမနေ့ပိုင်းတကီးတည်းထီသွားညနေပိုင်းမှာနောက်တကီးကိုဦးစားပြီးကစားပါဒါမှမဟုတ်ကီးနကီးပြီးကစားပါပေါ့เนาะအဲ့ဒါလေးတော့ကျွန်တော်သတိပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်ဒါလေးကျွန်တော်ရတယ်ရရင်ကောင်းပြီကျွန်တော်တို့က အဲ့ဒီမှာကျွန်တော်တို့ဘာလေးရှိသေးဆိုတဲ့အခါကျပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့9ခွန်9 9ဆိုတော့ထွက်ထားတာခွန်9လို့ထွက်ထားတာ2 break 2 break ဆိုတော့2ခွန် break ပေါ့နော်2ခွန် break လို့ကြာပြီးသွားရင်းနဲ့2ခွန်4ကိုဆိုတော့2ခွန်4 ိုးဆိုတဲ့ဗရိတ်ဟာတဲ့၃ရက်အတွင်းထွက်ရမယ်တဲ့ကျွန်တော်တို့နှစ်ခွန်ကဘယ်နေ့ကကြာသလဲဆိုတော့ကြာသရင်းနေ့ကကြာတယ်ကြာသရင်းနေ့ကထွက်ထားအမ်ခွန်9 sorry နော်နှစ်ခွန်ခွန်9ကျွန်တော်ကြာသရင်းနေ့ကထွက်ထားတယ်ဒါပေမဲ့တောက်ကြနေမှာနှစ်ခွန်၄ကိုဗရိတ်ကဆွဲမသွားတဲ့အတွက်တနင်္လာအင်္ဂါမှာဆွဲနိုင်စရာရှိတယ်အဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်နှစ်ခွန်၄ကိုနဲ့ပတ်သက်လို့ဆိုရင်ဒီမှာ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 ဒီကောင်ကတော့ကျွန်တော်မကိုက်ညီအတွက်ကျွန်တော်တို့မထိုးဘူးအဲ့တော့ဒီကောင် ဒီကောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်၆ကွက်တော့ကျွန်တော်တို့သွားတိုက်ဆိုင်နေပြီ၆ကွက်လို့သွားတိုက်ဆိုင်နေပြီဆိုတဲ့အခါမှာကျွန်တော်တို့ကတစ်ခါလာတာကပိတ်ပိတ်ရက်ရှိရင်လည်း2049 2049ဆိုတဲ့ပရိဟာတဲ့၃ရက်တွင်ထွက်ရပါမယ်တဲ့ပြီးခဲ့ပါကပိတ်ရက်ရှိတယ်ပေါ့နော်ဒီတစ်ပတ်မှာ2049ဆိုတဲ့ပရိကကျင်းစီထွက်ရပါမယ်တဲ့ဆိုတဲ့အခါကျတော့2049တွေကသွားတိုက်ညီကိုက်ညီပြီးတဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့တစ်ထိတ် တိထိတ်ဆိုတာတိထိတ်တိထိတ်လို့မနေ့ကောညာတော့ထွက်သွားပါတယ်เนาะအဲ့ဒီနေမှာမနေ့ပိုင်းတိထိတ်လို့ထွက်ခဲ့ရင်တဲ့6 4 6ဆိုတဲ့ပရိဟာလေ3ရက်တွေထွက်နိုင်ပါတယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ဒီနေရာမှာပရိ3မျိုးကိုကျွန်တော်ပြောပြီပရိ3မျိုးကိုကျွန်တော်ပြောပြီဆိုတဲ့နေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့မှာကျွန်တော်တို့ဘာရှိသလဲဆိုတော့4 6ဆိုတဲ့ပရိဟာပို့ပြီးမာနေတာကိုတွေ့ရမယ်နော်၄ကိုဆိုတော့ပရိဟာပို့ပြီးမာတယ်အဲ့တော့ကျွန်တော်၄ကိုနဲ့ပတ်သက်တာဆိုရင်ဒီကောင်နဲ့ဒီကောင်နော်၄ကို နောက်တစ်ခါကျတော့ဒီမှာပြန်ကြည့်ရင်ကျွန်တော်တို့ compression တွေကအားတာတယ် compression တွေကအားတာတယ်နှစ် brake တွေကအားတာတဲ့အတွက်ဒီကောင်လေးတွေကအကုန်ကောင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကိုချုပ်ဖို့ကတော်တော်ခက်နေပြီခက်နေတဲ့အခါကျတော့ဘာနဲ့ကျွန်တော်တို့ပြန်ပြီးစဉ်းစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မနေ့ပိုင်း3ညလို့ထွက်ခဲ့ရင်းနဲ့1 3ည9.8 9.8အခွေပေါ့နော်အခွေအားတဲ့3ရက်အတွင်းထွက်နိုင်ပါတယ်တဲ့နော်ထို့အတူပဲတဲ့ကျွန်တော်တို့ နည်းနည်းလေးအောက်ရှည်မယ်နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ဘာရှိတယ်လဲဆိုတော့အဲ့တော့ကျွန်တော်တင်းတင်းငါးခွန်ရှိကမနေ့ပိုင်းတုံညာထွက်ရင်တင်းတုံညာငါးခွန်ရှိဆိုရအခွေရထွက်ထွက်နိုင်နေတဲ့ထို့အတူပဲတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပိတ်ရက်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကပိတ်ရက်ရှိရင်တဲ့ဒီဘက်မှာတဲ့ကျွန်တော်တို့ကဘာရှိတယ်လဲဆိုတော့တင်းတင်း 9ခွန်8ပဲသူက9ခွန်8တဲ့အခွေကလာနိုင်ပါတယ်တဲ့အခွေနှစ်ခွေနော်ကျွန်တော်ပြောတာအခွေနှစ်ခွေတော့များနေတယ်နော်ကျွန်တော်ကြိုက်တဲ့အခွေကိုထိုးနော်ကျွန်တော်အကုန်လုံးကိုကျွန်တော်ထိုးဖို့ပြောတာမဟုတ်တော့ကြမင်းအခွေပြပေးတာအများကြီးပဲကွာအဲ့တော့ငါ့ကိုဘယ်လိုထိုးရမှာလဲဆိုတဲ့ဟာမျိုးမဖြစ်စီချင်လို့ကျွန်တော်ပြောတာအဲ့တော့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ခွန်9လို့ဟာမျိုးတွက်ကန့်ညီတယ်2 9လို့ဟာမျိုးဒီမှာဒီကောင်းနဲ့သွားကန့်ညီတယ် နော်နှစ်ငါးလိုဟာမျိုးဒီကောင်းနဲ့သွားကိုက်ညီတယ်။သုံးညခွန်လိုဟာမျိုးကြတော့ဒီကောင်းနဲ့သွားကိုက်ညီတယ်။အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာပြန်ပြီးစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကဘာနဲ့သွားထိုးရမလဲဆိုရင်ကျွန်တော်တို့ဒီအခွေအတိုင်းအခွေနဲ့ဒါကိုက်ညီပြီးထွက်မယ်ဆိုရင်ခွန်9လိုဟာမျိုး80လိုဟာမျိုး25လိုဟာမျိုးကျွန်တော်တို့ ဒီ၃ခွက်ကကျွန်တော်တို့ပို့ပြီးတော့ဒီကောင်အခွေနဲ့လည်းကိုက်ညီနေတဲ့အတွက်ကျွန်တော်တို့ထိုးတင်တယ်လို့ယူဆပါတယ်เนาะကျွန်တော်အနေနဲ့အဲ့လိုထိုးပါမယ်မျိုးတို့အနေနဲ့ကြိုက်ချင်တဲ့ထိုးပါမကြိုက်ချင်တဲ့မထိုးပါနဲ့ခွန်9ရယ်80ရယ်15ရယ်เนาะအဲ့တော့ကျွန်တော်အဲ့ဒါလေးကိုရပါတယ်ကဲအဲ့တော့ကျွန်တော်တို့တန်းလေးပေးမယ်ဗျတန်းလေးပေးရင်ကြောင်းဗီဒီယိုပြီးတော့မှနည်းနည်းမြောက်ပြမယ်နော်အဲ့တော့ကျွန်တော်တို့တန်းလေးပြီးခဲ့ဘက်ကလည်းမတွက်ဖြစ်မပေးပြလိုက်ဘူးเนาะပြီးခဲ့ဘက်ကလည်း2ချိန်လား3ချိန်လားထွက်သွားပါတယ်အဲ့တော့ဒီတစ်ပတ်တန်းလေးရတော့8 1 6 6ပါတဲ့เนาะအောက်တန်းက1694ပါတဲ့เนาะဟိုဟာတန်တန်းနဲ့ပြောနေကြသူတွေအတွက်ပါเนาะကဲအဲ့တော့ကျွန်တော်ရဲ့ဟိုပေးတင်တာလေးတော့ကျွန်တော်အကုန်ပေးပြီးသွားပါပြီเนาะအမျိုးတို့အနေနဲ့ကြိုက်နှစ်သက်သူတို့ဆုံးဖြတ်ပြီးတော့ကစားပါเนาะကျွန်တော်ပေးတဲ့ကဏ္ဍထိုးခြင်းနဲ့ထိုးမထိုးခြင်းနဲ့ကိုပါကိုကိုနီးကိုရနဲ့ကစားပါเนาะကျွန်တော်ပေးတာတော့ခွန်90 90 25ရေကိုကျွန်တော်ပိုတင်ထိုးပါမယ်ကျန်တာလေးတို့ရန်ထိုးပါမယ်ဒါမှအမျိုးတို့ကမကြိုက်ဘူးဆိုအခွေကိုပဲယူထိုးထိုးဒီတန်းလေးကိုပဲယူထိုးထိုး ိုဒီမဟုတ် master key ကိုပဲယူထိုးထိုး key tag ကိုပဲယူထိုးထိုး key uyo ပဲယူထိုးထိုးပေါ့နော်ကိုဘာကိုထိုးကိုနီးကိုဟန်နဲ့ကစားမယ်ဆိုလဲကစားပါကျွန်တော်ဟိုတခါ comment နဲ့မှာပြောထားလို့ပေါ့နော်ကနန်းထုတ်တာညံ့နေအတွက်ငါတို့ကတော့ key ပဲယူကစားတယ်လို့ပြောခဲ့တဲ့လူတွေလည်းရှိပါတယ်ဟုတ်ပါတယ် key ကြည့်ပဲယူကစားမယ်ဆိုလဲကျွန်တော်ကတော့ခွင့်လွတ်ပါတယ်အားလုံးကိုကျွန်တော်ကဘာပဲဖြစ်ပေါ့စိတ်ချင်းလို့ကျွန်တော်အကြံပေးခြင်းပဲဖြစ်ပါတယ်ကဲဒီကနေ့တော့ဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အားလုံးစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီလင်း လာမဲ့နေ့လာနေ့မှာအဖွင့်လှလှနဲ့ရကြအောင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရဗျာ